ဒိုနေရှာပါဗန်ဂျာနေရှင်ဒီနေ့ပြောမှာတော့ကက်တာပီလာအကြောင်းကက်တာပီလာ and h1 ကက်တာပီလာနဲ့သူ့ရဲ့သားကောင်ပေါက်လေးအဲအကြောင်းပြောမှာသူ့ရဲ့သားကောင်ပေါက်လေးရ h1 လို့ခေါ်တာဗျာ h1 ဆိုတာလမ်းမအရွယ်ပဲရှိတယ်ဒီကောင်လေးလို့အကောင်လေးပေါ့ညာမြန်မာလိုပြောရရင်တော့ဒီကောင်ဘောက်ဖက်အသေးလေးဗျာဘောက်ဖက်ပစ္စည်းလေး butterfly တွေကလက်ပြတွေကအပင်တွေလာနာတယ်ဗျာလာနာပြီးလို့ရှိရင်သူဥတွေဥထားခဲ့အကောင်လေးကအကောင်ပေါက်လာတယ်ဗျာ အကောင်ပေါက်လာလို့ရှိရင်တော့လည်းဒိတ်ပြပြန်ဖြစ်သွားတယ်။ဒါပေမဲ့ H1 လို့ခေါ်တဲ့အရွယ်လေးမှာအပင်တို့လိုက်ဖြတ်စည်းရကြကတာပီလာလည်းမဖြစ်သေးဘူးကြာအကောင်ပေါက်ရွယ်အဲ့ရွယ်မှာလိုက်ဖြတ်စည်းရကြအဲ့တော့ကျွန်တော်တို့က H1 နေမတက်အောင်အရင်ဖြတ်စည်းနိုင်မှာကတာပီလာလည်းမဖြစ်လာဘူး ် butterfly လည်းမဖြစ်လာဘူးအပင်ကိုဒုက္ခပေးနိုင်တဲ့ site တွေကိုမကူးလာတော့ဘူးကြာအဲ့အတွက်ကြောင့်မလို့ကျွန်တော်က inch one ရဲ့မှာရှင်းပြမှရဒီ caterpillar ပြဿနာမှာဆိုတော့ caterpillar တေဖို့ဆိုရင်ဘာတော့ရမလဲဆိုတော့ bacillus thuring genetics လို့ခေါ်တဲ့ဟာကိုတောင်းရမှာဗျာအဲ့ကောင်ကအရွက်တွေကိုကြာကျွန်တော်တို့ကဖျန်းလိုက်လို့ရှင့်ပင်ကို င်းစ်ပေါ်ကနေလာစားနေရဆိုပါတော့သူကစားရရက်သွားတယ်ပြောဘာလို့လဲဆိုတော့ PP ကအရွက်တွေတဲ့ကိုစုပ်ဝင်သွားပြီးတော့သူတို့မစားနိုင်တဲ့တံမျိုးဖြစ်အောင်လုပ်ပေးလိုက်တယ်ပြောအရွက်တွေကိုအဲ့တော့ကြောင့်မို့သူကမစားတော့ဘူးပြမစားတော့စိတ်ညစ်ပြီးတော့အပင်ပေါ်တွေကဆင်းပြေးတယ်ပြအဲ့လိုအချိန်တွေမျိုးမှာကျွန်တော်တို့ကလိုက်ရှာပြီးတော့အဲ့ကောင်တက်ပြရပြအဲ့တော့ VD ကလုံးဝ effect ဖြစ်တယ် VD ကလာတုံးလို့ရတယ် Spinoset product တုံးလို့ရတယ် Butterfly တွေမလောက်အောင်ဒီကတားဆီးရမယ်ကက်တာပီလာပြဿနာမှာဆိုရင်ဒီ inch 1နဲ့ကက်တာပီလာတွေဖြစ်လာတဲ့အကြောင်းအရာလိုက်ပြရတာလိုက်ပြရ လာလာနာတာတွေ့တာနဲ့သူတို့မောင်းထုတ်ပြေမလာနိုင်အောင်တိုက်တဲ့နေ့ area ကိုလုံးကြောင်ထားအဲ့လိုမျိုးဆိုရင် caterpillar နဲ့ inch worm အနေနဲ့ကာဝယ်တာအဲ့တော့ကတ်တပလာနဲ့ H1 ကိုမလာအောင်တားဆီးဖို့ဆိုရင်ခုနပြောရဲ့ PT Basalet Tran Turin Genetics နောက်ပြီးကြတော့ဒိတ်ပြရင်မလာအောင်တားဖို့ရဲ့ Spinal Set Protein အဲ့၃ခုနဲ့ Hunter နိုင်ပဲ PT သုံးပြီးလို့ရှိရင်လည်းဖြန်ပြီးပြီဆိုပြီးတော့ပြစ်မထားနဲ့ H1 နဲ့အပင်ပွားဆင်းလာတဲ့အချိန်မှာလိုက်ရှာပြီးတော့ကိုကိုတိုင်းလည်းအားထုတ်ပြီးတော့တက်ပြရအဲ့လိုမျိုးဆိုရင် လုံးဝဟိုကက်တာပီလာနဲ့ H1N1 အနေနဲ့ကင်းဝင်တာဒါပဲ